ကြည့်မြင်နိုင်တာရုပရိယတ်ဒီအကြောင်းတိုင်းကနေဖယ်ရှားခံခဲ့ရတဲ့ရွှေညဝါဆရာတော်ဥပညာတိဟရဲ့သိခါထပ်ပွဲနဲ့88မျိုးဆက်နဲ့2000မျိုးဆက်အကြောင်းသားတွေစုပေါင်းရင်ဟန်ခံပွဲကိုမနေ့ကပြုလုပ်ခဲ့ပါတယ်။အသေးစိတ်ကိုကျွန်တော်တို့ဖွဲ့သားကိုကြီးကတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။ကျမနေတာရုကြောင်းလိုက်ထဲမှာနိုင်ငံရေးနဲ့ဆက်နွယ်တဲ့အခမ်းအနားတွေအလှူဒါနပွဲတွေကျင်းပတဲ့အတွက်တာရုကြောင်းလိုက်ကနေ ဖယ်ရှားခံခဲ့ရတဲ့ရွှေညဝါစီရောဥပညာသည်ဟာကို88မျိုးဆက်ចောင်းသားတွေနဲ့ဘဂဒကျောင်းသားတွေကတင်းနာနေကတိတ်ခါထမင်္ဂလာပြုခဲ့ပါတယ်။အဲ့ဒီတိတ်ခါတပ်ပွဲနဲ့အတူယဟန်လောင်း24ပါ၊ရှင်သာမဏေ2ပါ၊သာသနာပေါင်းသွတ်သွင်းတဲ့အလှူမင်္ဂလာပွဲကိုလည်း88မျိုးဆက်ចောင်းသားတွေနဲ့ဘဂဒကျောင်းသားတွေကအလှူဒါယကအလှူဒါယကမတွေအဖြစ် ကမကတာပြုအလှူဒန်းပြီးခဲ့ပါတယ်။ Thank <laughs> <laughs> you. ဒီအလှမင်္ဂလာပွဲမှာ88မျိုးဆက်ចောင်းသားတွေကကိုဇော်ဇော်မင်းကိုကိုကြီးစန်းချောင်းကိုညင်ကြီးကိုညံလင်းဘာကသာចောင်းသားတွေကတော့ကိုဒီငိမ့်လင်းကိုရန်ငိမ့်လင်းတို့အပါအဝင်ဘာကသာចောင်းသားခုနှစ်ဦးရဟန်းပေါင်တဲ့ကိုဝင်ရောက်ခဲ့ကြပါတယ်။ပြညဝါစီရတော်ကိုတိတ်ခတ်ထက်တဲ့အခမ်းအနားကိုတော့88မျိုးဆက်ចောင်းသားကောင်းဆောင် ကိုမင်းကိုနိုင် ကိုမင်းစီရနဲ့ကိုဂျီမီတို့တက်ရောက်ခဲ့ကြပါတယ်။ 他看的这种理论，很少的，当然了，也都在那个，当然了。 ဒီကနေ့ကျင်းပတဲ့တိန်စင်းပွဲအခမ်းအနားကိုလူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။ကိုချမ်းကလေးပါပေါ့ပေါ့ကျွန်တော်မြင့်တယ်ဆောက်

ဒေါ်ဆန်းစုကြည်တာထုကျောင်းနိုင်ဝင်တဲ့ကပြန်ထွက်ခွာတဲ့အချိန်မှာတော့ယူရင်းပြည်ပသတင်းတော့တွေကနိုင်ငံရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုမေးခဲ့ကြပါတယ်။ဒါပေမဲ့လို့ဒေါ်ဆန်းစုကြည်ကမေးတဲ့မေးခွန်းတွေကိုပြန်လည်ဖြေဆိုတာမလုပ်ပဲလူလူတွေကိုနှုတ်ဆက်ပြီးတာထုကျောင်းနိုင်ဝင်ကနေပြန်လည်ထွက်ခွာသွားပါတယ်ခင်ဗျာ။